အားလုံးပဲမင်္ဂလာပါဝင်းကိုလက်ထောင်းနေကနေပြန်လည်ပြီးကြိုဆိုလိုက်ပါရစေ။ကျွန်တော်ဆိုင်လေးမှာအယောင်အဆုံးကိုပြောပါဆိုလို့ရှိရင်မီးလုံးကယောင်အဆုံးပေါ့နော်။အဲ့ဒီမှာမှညီမတို့ကစတမာညီမရဲ့ကစတမာတို့ညီမကျေးဇူးတင်စရာရှိတယ်ပေါ့နော်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ညီမတို့ဆိုင်မှာအမကန်နဲ့ဝယ်ဝါတဲ့ပစ္စည်းတွေအခုဒီမီးလုံးတော်များများပေါ့နော်ဈေးပစ္စည်းတွေပြတ်တယ်ပစ္စည်းတွေပြတ်တယ်အခုလာပြန်အလဲလာပြန် ပြန်လာလဲတဲ့ခါကျတော့ညီမပေးစရာမရှိတဲ့ဟာတွေရှိတယ်ပေါ့နော်ပေးစရာမရှိတဲ့ပစ္စည်းမျိုးစားတွေရှိတယ်အဲ့တော့ညီမကနေပြီးတော့ပေါ့နော်အစင်ပြောင်လို့ဟိုဟိုဟာလေးအစားထိုးပေးဒီဟာလေးနဲ့လှဲပေးပေါ့နော်အဲ့လိုလေးတွေညီမလှုပ်ပေးရတယ်ပေါ့နော်တကယ်ဟိုမှပစ္စည်းကိုပြက်နေတာပါနော်အဲ့တော့ညီမရဲ့ customer တွေကညီမအပေါ်မှာနားလဲပြီးတော့ပေါ့နော်နားလဲပေးပြီးတော့ညီမညီမအစင်ပြေတယ်လို့စီစဉ်ပေးတဲ့ဟာလေးတွေကိုယူသွားပြီးတော့ဘာမှမပြောဘဲနဲ့ယူသွားတဲ့ ညီမရဲ့ customer တို့ညီမကျေးဇူးအထူးတင်ပါတယ်လို့เนาะပစ္စည်းတွေတော်တော်လေးပြတ်နေလို့ပါเนาะအဲ့ဒါလေးကိုလာပြီးတော့ကျေးဇူးလဲတင်နေတာနဲ့ကျေးဇူးလဲတင်တင်စကားပြောနေတာနဲ့ပေါ့เนาะအကြောင်းတရားလေးကိုပေါ့เนาะနည်းနည်းလေးပြောပြပြောပြတာပါလုံးဝပစ္စည်းကပြတ်တယ်ပေါ့เนาะဒီမျိုးစားလေးဆိုရန်ရောင်းရတယ်မို့လေလဲရန်ရောင်းရတယ်ဂျေဖရက်ကပေါ့เนาะအဲ့ကောင်နေလို့ရှိရင်ပစ္စည်းကလေမရဘူးစိုက်တော်တော်များများမရဘူးအဲ့မှမှအရင်မရတဲ့ကောင်းနေရှိတယ်အပင်မရတဲ့ကောင်းနေရှိတယ်လုံးဝပစ္စည်းမရတဲ့ အမျိုးအစားတွေတောင်ရှိတယ်ပေါ့နော် word တွေတောင်ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခက်ခဲလေးနည်းနည်းဖြစ်တာလေးတွေကိုဝိုင်းဝန်းပြီးတော့ဒီလိုမျိုးနားလည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့လာပြီးတော့ပြပြပေးတာပါအားလုံးပဲကျေးမာပါစေနော်ကျွန်တော်ဘိုင်ဘိုင်